မိဘပြည်သူများကိုကျွန်မဒီနေ့မှာသတင်းလေးတစ်ပုဒ်ထဲကိုသာသုံးသပ်ပြီးတော့တင်ပြပေးမှာဖြစ်ပါရှင့်သတင်းကောင်းစဉ်ကြီးကတစ်ခုလည်းပဲပေါ့နော်အဲ့ဒီမှာမှခေါင်းစဉ်ကွဲလေးတွေနဲ့ကျွန်မတင်ဆက်သွားမှာဖြစ်ပါရှင့်မနေ့ကဆိုရင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာ NLD ကလူဟောင်းတယောက်ဖြစ်တဲ့ဒေါဆန်းဆန်းမော်ကသူ့ရဲ့ Facebook လူမှုကွန်ရက်ကနေပြီးတော့အန်တီဒေါအောင်ဆန်းစုကြည်905ခခွေနဲ့အမှုရင်ဆိုင်နေရတဲ့ trust ဆိုချက်တွေကိုတင်ခဲ့ပါရှင့်ကျွန်မအနေနဲ့ဒီသတင်းလေးမှာခေါင်းစဉ်လေးနှစ်ခုနဲ့သုံးသပ်ပေးချင်ပါတယ် တခုကတော့ဒေါ်ဆဆမ်းမော်ရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်ရှင်။သူဘာကြောင့်ဒီလိုတင်ရတာလဲပေါ့နော်။ဒါလေးကျွန်မတင်ဆက်ပေးခြင်းနဲ့နောက်ထပ်တစ်ခုကကြတော့အန်တီဒေါ်အောင်ဆန်းစုကြည်ရဲ့ထွက်ဆိုချက်ထဲကအကြောင်းအရာတွေဟာဒေါ်ဆဆမ်းမော်ပြောတာနဲ့ကိုက်ညီမှုရှိလားမရှိလားဆိုတာလေးကျွန်မသုံးသပ်ပြီးတော့တင်ပြခြင်းပါတယ်ရှင်။ပထမအဦးဆုံးကဒေါ်ဆဆမ်းမော်ကနေပြီးတော့ဒေါ်ဆန်းစုကြည်ရဲ့ထွက်ဆိုချက်တင်တဲ့အတူသူကိုယ်တိုင်ရေးထားတဲ့ post တစ်ခုကိုတင်ထည့်ပါရှင်။အဲ့ဒီ post ကကောက်နှုတ်ချက်လေးတွေကိုလည်းကျွန်မအရင်ဆုံးပြောပြပေးပါမယ်။သူရေးထားတဲ့အတိုင်းပဲကျွန်မဖတ်ပြမှာဖြစ်ပါရှင့် ီနံပါတ်1အချက်ကကြတော့သူရေးထားတာက2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာတဲ့စစ်တပ်ကတိုင်းပြည်အာဏာကိုသိမ်းယူခဲ့ပါတယ်။ကျမတို့ NLD ပါတီကတော့အောင်ဆန်းစုကြည်အပါအဝင် NLD CEC အဖွဲ့ဝင်အားလုံးဒီပါဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။တိုင်းနယ်ပြည်နယ်မြို့နယ်တွေမှာရှိနေကြတဲ့ NLD ခေါင်းဆောင်တွေ NLD လွှတ်တော်အမတ်တွေနဲ့ NLD အဖွဲ့ချုပ်အဖွဲ့ဝင်တွေကိုလည်းဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်ဆိုပြီးတော့ရှင်းသားထားပါရှင့်။ကျမအနေနဲ့ဒေါက်ဆဆတ်မော်အမေးစင်တာကနိုင်ငံတော်ကနေပြီးတော့ အာနာထိန်းသွားတာလားတိန်းသွားတာလားဆိုတာကိုအန်တီအခုချိန်ကြီးမကွဲသေးဘူးလားရှင့်ဒါပြင်ကိုစစ်တပ်ကတိုင်းပြည်အာဏာကိုသိမ်းယူခဲ့တယ်လို့ရေးရဆိုတော့အန်တီရဲ့ပြောဆိုချက်ပထမဆုံးတစ်ချက်မှာတင်ကို NLD မဲခိုးခဲ့တာကိုအန်တီဘာလို့မရေးထားရလဲရှင့် NLD ကမဲမတမာမှုတကယ်လုပ်ခဲ့ရဆိုတော့ဘာကြောင့်ထိန်ချန်ထားခဲ့တာလဲရှင့်အန်တီရဲ့ကိုယ်တိုင်ကနိုင်ငံရေးကိုတကယ်နားမလည်တာလားနိုင်ငံရေးပေါ်မှာမယိုးသားတာလားဆိုတာကတော့ကျွန်တော်တို့မဲခိုးထုတ်စရာလေးကြီးပါပဲရှင့် ကျမအနေနဲ့ဒေါက်တာဆမ်မော်ရေးထားတဲ့ရေးထားတဲ့အခြေအကောက်နှုတ်ချက်တွေကိုနောက်တစ်ခုကျမထပ်ဖတ်ပြချင်တယ်ရှင်။အဲ့ဒါလေးကိုဖတ်လိုက်ပြီးရဲ့အချိန်မှာဒီဖတ်ပြီးလို့တမျိုးတမီခံစားရမယ်လို့ထင်တယ်။အဲ့ဒါလေးလည်းကျမတစ်ခါရပြပြမယ်ပေါ့နော်။သူရေးထားတာကကြတော့ဒီတောင်ဆန်းစုကြည်ဟိုတဲ့စစ်အစိုးရပေါ့နော်။အမှုပေါင်းမြောက်များစွာနဲ့စွတ်စွဲပြီးတော့စွဲချက်တင်ခဲ့တယ်တဲ့။အဲ့ဒီအမှုစွဲချက်တင်ခံရတဲ့အမှုပေါင်းမြောက်များစွာထဲမှာ NLD နဲ့ NLD ဗဟိုလုံးမှုဆောင်အဖွဲ့လို့နဲ့ပတ်သက်တဲ့အမှုကပုံမှန်၅၅ခါဝေးတစ်ခုပဲပါပါတယ်တဲ့။ ဒေါ်စန်းစုကြည်အပေါ်ဆွဲဆိုခဲ့တဲ့ကြံတဲ့အမှုတွေကတော့ NLD ပါတီနဲ့ပတ်သက်တဲ့အမှုတွေမဟုတ်ပါဘူးဆိုပြီးတော့ရှင်းသားထားပါရှင့်ဒေါ်စန်းစုကြည်ကိုဆွဲဆိုထားတဲ့အမှုတွေကအကတိမှုကိုလည်းပါတယ်နိုင်ငံတော်တစ္ဆာဖောက်မှုကိုလည်းပါတယ်ရှင့်ငါငါခါကိုလည်းပါတယ်ပေါ့နော်သူရဲ့ပြောကြချက်ကတော့ရှင်းပါတယ်ငါငါခါကိုရလွဲလို့ရှင့်တန်တဲ့မှုတွေအားလုံးကဒေါ်စန်းစုကြည်ကြောက်တဲ့လုပ်တဲ့ကိစ္စပေါ့နော်အဲဒီတော့ကိုကြောက်တဲ့လုပ်တာဖြစ်တဲ့အတွက်ကိုယ့်ကိုရှင်းလို့မပြောအောင်တမဲပဲရေးထားတာရှင့်ဒေါ်စန်းစံမော်ရဲ့အတွင်းစိတ်လေးကိုတော့ကျွန်မအဲ့နေရာလေးမှာတစ်ဖြက်မြင်လိုက်တာပေါ့ရှင့် နောက်ထပ်ရေးသားထားတဲ့ကောင်းတော့ချက်တစ်ခုကကြတော့ဒေါက်ဆန်းစုကြည်ဦးပေါ့နော်ငါငါခခွေးနဲ့တရားဆွဲထားတဲ့ကိစ္စကိုတဲ့သူကတရက်3လ2021ရဲ့နေ့မှာပဲသိတာတဲ့။ဘာကြောင့်သိရလဲဆိုရင်ဒီစမြူသီးတွေတရားရုံးကနေပြီးတော့သူ့ဗီဒီယိုကနေတဆင်ပေါ့နော်။အမှုနဲ့ပတ်သက်ပြီးပြောတဲ့ချိန်ကြတော့မှငါငါခခွေးနဲ့တရားဆွဲဆိုခံထားရတယ်ဆိုတော့သူကသိတာပါတဲ့။ပထမတော့သူအဲ့ဒါမသိဘူးပေါ့နော်။အဲ့လိုသိရတဲ့ချိန်မှာဆိုလဲဘာကြောင့်သူ့ငါငါခခွေးပုံမှန်နဲ့တရားဆွဲခဲ့တာလဲဆိုတော့လည်းသူမသိပါဘူးတဲ့။ အမှုရင်ဆိုင်ရတဲ့အချိန်မှာပေါ့နော်ဗီဒီယိုကွန်ဖရင့်ထဲမှာပါလာတဲ့ရဲရှာရဲရရှိတွေကိုသူကမေးကြည့်လိုက်တဲ့အချိန်ကျတော့မှငါငါခခွေးနဲ့တရားစွဲဆိုခံရတဲ့ကိစ္စက NLD ကထုတ်ပြန်တဲ့ကြေညာချက်တွေနဲ့တတ်ဆိုင်နေဆိုပြီးတော့သူသိရတာတဲ့ဘဲနီကထုတ်ပြန်တဲ့ကြေညာချက်လဲဘာကြောင့်ကိစ္စပါဝင်လဲဆိုတော့ကိုအနိစုမသိခဲ့ပါဘူးဆိုပြီးရေးသားထားပါရှင့်ကျမအနေနဲ့ဒီညမှာမိဘသူများသိကြမှာပေါ့နော် NLD ကနေပြီးတော့ထုတ်ခဲ့တဲ့စာကဘာလဲဆိုတာသိကြလဲမရှင့်ဒေါ်ဆန်းစုကြည်ငါငါခခွေးနဲ့ညှိသွားရတဲ့စာကို chain nld ဆိုတဲ့ nld facebook page ကနေပြီးတော့တင်ထားတာဖြစ်ပါရရှင်ပေဝိုင်လာတရက်နေမှာတင်ထားဖြစ်ပါတယ်ကျွန်မခုပြတ်တာစာလေးဖြစ်ပါရရှင်အဲ့ဒီစာလေးကိုဖတ်ပြီးရတယ်လည်းဖတ်ဖို့ပါလိမ့်မယ်ကျွန်မအနေနဲ့မဖတ်သေးရတဲ့တွေအတွက်နည်းနည်းပြောပြမယ်ပေါ့နော်ပြည်သူတို့ပန်ကြားချက်ဆိုပြီးရေးထားဖြစ်ပါရရှင်အဲ့ဒီမှာရေးထားတဲ့စာရတော့အများကြီးပဲဒါပေမဲ့အဓိကအချက်လေးတွေကျွန်မပြောပြမယ်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်အခွက်ထားတော်ဆန်းစုကြည်ဤပြည်သူ့ပန်ကြားချက်ဆိုပြီးရေးထားဖြစ်ပါရှင့် ဒီထဲမှာအဓိကဆိုလိုရင်းကကြတော့ဒီစာကိုတဲ့အများပြည်သူတို့ဖတ်ရှုရတဲ့အချိန်မှာတက်မတော်သည်တဲ့၎င်းတို့ကိုယ်တိုင်ရေးသားအတည်ပြုခဲ့တဲ့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲလစ်လို့ရှုပစ်ပယ်ပြီးပြည်သူလူထုကြီးကတခဲနဲ့ဆန္ဒမဲပေးပြီးတရားဝင်ရွေးချယ်တင်မြှောက်ထားတဲ့မိမိတို့တွတ်တော်နဲ့အစိုးရအဖွဲ့ကိုလည်းဖျက်သိမ်းခဲ့ပါသည်တက်မတော်ရဲ့လှုပ်ရက်ဟာအခုခါမှာအများပြည်သူတို့ရင်ဆိုင်နေရတဲ့ကိုဗစ်ရောဂါကပ်ဆိုးကြီးကိုဂရုမထားတဲ့အပြင်တိုင်းပြည်ကိုစစ်အာဏာရှင် လက်အောက်ကိုပြန်လဲသွသွင်းဖို့စ조사ရလို့ရဖြစ်ပါတယ်။သို့ဖြစ်ပါ၍တက်မတော်မှာအာနာသိန်းချင်းကိုပြည်သူလူထုအနေဖြင့်လုံးဝလက်မခံဘဲတခဲနဲ့ဆန့်ကျင်တုံ့ပြန်ကြပါရင်တိုက်တွန်းလိုက်ပါသည်။ပြည်သူသားနဲ့အဓိကဖြစ်ပါသည်ဆိုပြီးရေးသားထားပါအရှင်။အောက်မှာတော့ဒေါအောင်ဆန်းစုကြည်လေးရေးသားထားပါတယ်။ပြီးတော့စာရဲ့ထူးခြားချက်ကပေါ့နော်။အပေါ်ကစာတွေကတော့ကွန်ပျူတာနဲ့စာရိုက်ထားတာဆိုရင်အောက်ဆုံးမှာပါတဲ့စာကလက်ရင်းမူနဲ့ရေးထားအရှင်။အဲ့ဒီလက်ရင်းမူပိုင်ရှင်ကဘာဘယ်သူလဲဆိုတော့ဥမဲထိန်တာဖြစ်ပါတယ်။ အထက်ပါတဲ့ပြည်သူတို့ပန်ကြားချက်မှာဒေါအောင်ဆန်းစုကြည်ဤအာဘော်အစစ်ဖြစ်ကြောင်းကျွန်ုပ်အသက်နှင့်ရင်း၍သစ္စာဆိုတိုင်တယ်ဝန်ပါသည်ဝင်းထိန်ဆိုပြီးတော့ရေးသားထားပါရှင်ဒီဘက်ပြီးတော့မြင်တဲ့အတိုင်းပါပဲ page မှာတင်ထားတာလည်းကျွန်မပြန်ပြပါမယ်ဒီစာဟာတကယ်ထုတ်ခဲ့တာဖြစ်တယ်ဒီစာကိုတာဝန်ခံရမဲ့သူက NLD မဟုတ်ဘူးဆိုတော့မှဥဝင်းထိန်ပဲဖြစ်ပါရှင်ဘာကြောင့်လဲဆိုတော့ဒီစာမှာသူ့ရဲ့နာမည်ပါနေရလေဒီလည်းရေးကသူ့လည်းရေးဟုတ်မဟုတ်ဆိုတာကသူနဲ့နီးစပ်တဲ့သူအသိဆုံးဖြစ်မှာပါရှင် ဒီစာကြောင့်တော့အစမ်းစုကြည်ရဆိုရင်သူတရားစွဲဆိုခံရတဲ့အမှုတွေထဲမှာငါငါခခွေးဆိုတဲ့ပုံမှတ်ကပါဝင်သွားခဲ့တာဖြစ်ပါရှင်။ကျမအနေနဲ့ဒေါ်ဆက်ဆမော်ရဲ့ရေးသားချက်တွေကိုထပ်မံပြီးဖော်ပြရမယ်ဆိုရင်ကျမသူရေးထားတာပြပါပါရှင်။မိဘပြည်သူများသူ Facebook အကောင့်မှာသွားပြီးတော့ကြည့်လို့ရပါတယ်။ကျမပြောလို့ရှိရင်ရှေ့နေမှာဆိုလို့ရှိရင်သူ့ရဲ့ပြောဆိုချက်တွေကတော့ရှင်းပါတယ်။သူ့ရဲ့ဆိုလိုရင်းကတော့တောင်အစမ်းစုကြည်နဲ့ ် NLD ဟာဆိုရင်အခုလက်ရှိလုပ်နေတဲ့ NUG တို့ CPH တို့ဘောနော် PDF တို့ဒါတွေနဲ့သက်ဆိုင်ခြင်းမရှိဘူး NLD ပါတီတွေဒီလိုမျိုးအရာတွေနဲ့လုံးဝသက်ဆိုင်ခြင်းမရှိပါဘူးဆိုတော့သူဟာလက်လုပ်ပြီးပြောသွားဖြစ်ပါရှင့်ဒါအပြင်သူရေးထားတာတွေကတခုအားဆိုရင်နေဖုံးလက်တို့အခွင့်အားတဲ့ရုပ်မာစွာတဲ့ NLD ပါတီရဲ့တရားဝင် Facebook page နဲ့ဒီဝိတ်ပေါ့နော်ဒီ line ဒီဝိတ် Facebook page နှစ်ခုလုံးကိုတဲ့ NLD ပြန်ကြားရေးအခွင့်အဝင်ဟောင်းနေဖြစ်တဲ့နေဖုံးလက်နဲ့လွင်ကိုလက်တို့နှစ်ယောက်ကခိုးယူထားတယ်ဆိုပြီးတော့လေရှင်းသားထားပါရှင့်ဒီချက်လေးကိုမှတ်ထားလိုက်ပါနော် အဲ့လိုခိုးယူပြီးရခါမှာဆိုရင် NLD CEC ရဲ့ကြေညာချက်အတူတွေကိုဒီ NLD page ပေါ့နော်အဲ့ဒီကနေပြီးတော့ထုတ်လွှင့်နေခဲ့တယ်လုံဆောင်နေခဲ့တယ်ဆိုပြီးသူကပြောကြားထားဖြစ်ပါရှင့်နောက်ထပ်အရေးကြီးရသူပြောထားတာက24ရက်5လ2025ရက်နေ့မှာဆိုရင်နဲ့ထိုင်းနိုင်ငံမဲဆောက်မြို့က My House မှာပြုလုပ်တဲ့အစည်းအဝေးပွဲမှာလည်းဥဟန်တာမင်းကတရားဝင်ပြောထားပါတယ်တဲ့ CRPH နဲ့ CWC အဖွဲ့အစည်းအ NLD ပါတီနဲ့မသက်ဆိုင်တဲ့အကြောင်းပြောထားတယ်တဲ့အဲ့ဒီလှုပ်ဆောင်ချက်တွေက NLD ပါတီနဲ့မူဝါဒနဲ့ဟိုမကိုက်ညီဘူးပေါ့နော်အဲ့လိုရှင်းရှင်းလင်းပြောသွားပါတယ်တဲ့ပြီးတော့ NUG CRPH ကလုံနေရဲ့လက်နက်ကင်တော်လန်ရေးရလဲ NLD ပါတီပါတီနဲ့လုံးဝမပတ်သက်ပါဆိုပြီးပြောထားပါတယ်တဲ့ပြီးတော့ဥဟန်သားမြင်အနေနဲ့အဲ့ဒီအစည်းအဝေးကိုတက်ရောက်လာတာက NLD CEC အဖွဲ့ဝင်တယောက်အနေနဲ့မဟုတ်ပဲနဲ့ CWC အနေနဲ့လည်းမဟုတ်ဘူးတဲ့သူကအစည်းအဝေးပွဲကိုဖိတ်ကြားလို့ဧည့်သည်တအူးအနေနဲ့ပဲတက်ရောက်လာတာဖြစ်တယ်ဆိုပြီးတော့ဥဟန်သားမြင်ကတရားဝင်ပြောကြားခဲ့ရတဲ့ရှင့် ဥက္ကနာမြင့်က CW စီနေနဲ့လာလည်းမဟုတ်ဘူးပေါ့နော်အယူဂျီနဲ့လာလည်းမဟုတ်ဘူး NLD နဲ့လာလည်းမဟုတ်ပဲနဲ့အဲအယူဂျီကအနယ်ဒီနဲ့လုံးဝသက်ဆိုင်ခြင်းမရှိဘူးဆိုတော့ကို तू ကဘလို့ခွင့်အာဏာနဲ့ပြောတော့တာလဲရှင် तू ကတာမန်ဧည့်သည်နေနဲ့တက်တာလေ NLD ပါတီတဲမှာရှိနေတဲ့သူလက်ရှိတောင်ဝန်ထမ်းဆောင်နေတဲ့သူမဟုတ်တဲ့သူက NLD ပါတီကအခြားလူတွေနဲ့ပတ်သက်ခြင်းမပတ်သက်ခြင်းဝင်ရောက်ပြီးတော့အဲ့လိုမျိုးတက်တည်ပြုတ်ပြီးပြောဆိုလို့ရလို့လားရှင်ဒါကတော့ဟာခွက်လေးကိုကျွန်မထောက်ပြတာပါနော် သူတို့ဆိုလိုချင်တာက NLD က NUG နဲ့လောကမပတ်သက်ဘူးဆိုတာကိုအကြောင်းပြချက်မျိုးစုံတသက်ပြချက်မျိုးစုံနဲ့ဖန်ပြီးနေတာအဲ့ဒီဖန်ပြီးချက်မှာမှဟာကွက်တွေရှိတယ်လို့ကျွန်မထုတ်ပြတာပါရှင့်ဒါပြင်သူနောက်ဆုံးရေးထားတာကတော့ပြည်တွင်းမှာကြံနေတဲ့ဒေါက်တာမျိုးညွန့်ဒေါက်တာတင်မျိုးဝင်ဦးသိန်းဦးစတဲ့ NLD စီးစီအဖွဲ့ဝင်တွေ NLD ဘိုကော်မတီဝင်တွေ NLD တွတ်တော်ကိုယ်စားလှယ်တွေအားတဲ့ကိုပါတီရဲ့ရည်တည်ချက်နဲ့ခိုင်ဥစားမူဝါဒကိုပေါ့နော်ရေးတင်ပြောတင်တယ်တဲ့အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ NLD ပါတီကြာရှုံးသွားမယ်တရားခံတွေထဲမှာသင်တို့လည်းပါရပေါ့ရှင်အဲ့လိုပြောကြားထားပါရှင့် ဒီတော့ဒေါ်ဆဆန်းမောင်ရဲ့ပြောဆိုချက်ကတော့ရှင်းပါတယ်။ तू က NLD ကိုကဲတင်ကျင်တာ။ NLD ဆိုတဲ့အရာကို तू ကဲကျင်တာ။ तू ကဲကျင်တာတောင်ဆန်းစုကြည်မဟုတ်ဘူးရှင်။ NLD ပါတီဆိုတော့ तू ကဲကျင်တာ။ဒါဆိုရင် तू မှာဘယ်လိုရည်ရွယ်ချက်တွေရှိနေတယ်လို့ထင်ပါတယ်ရှင်။ကဆက်တဲ့ကျွန်မအနေနဲ့ဒေါ်ဆဆန်းမော်ဟာဒီလိုမျိုးစကားတွေထုတ်ပြောလာဖြစ်တဲ့အတွက်ပေါ့နော်ဒေါ်ဆဆန်းမော်နဲ့ပတ်သက်ပြီးတော့သူပြောတဲ့ဟာလေးပေါ့နော်ကျွန်မအနေနဲ့မိဘပြည်သူများအောင်လဲတချို့ຢာလေးပြောပြတဲ့နေထင်တဲ့အတွက်ကျွန်မဒေါ်ဆဆန်းမော်ရဲ့နောက်ကျောင်းလေးကိုတစ်ချက်လောက်ပေါ်လိုက်ပါအောင်ပဲရှင့် နောက်ကျောင်းဆိုတာကျွန်မအများကြီးမဖော်ပါဘူးเนาะ2021မှာသူပိုင်လုတ်ခဲ့လဲဆိုတာလေးပဲဆိုတာဖော်ပေးပါမယ်။ဘာကြောင့်လဲဆိုတော့ဒေါက်ဆန်းဘုံဟာဆိုရင် Facebook account သုံးပါရဲ့ရှင်။အဲ့ဒီ Facebook account ကိုသူကနေပြီးတော့2018ခရဲကသုံးခဲ့တာဖြစ်ပါရဲ့ရှင်။2018ခရဲ Facebook account စပြီးသုံးခဲ့တယ်ကျွန်မခုပြတ်တာထားပါတယ်။သူရဲ့ Facebook account ဆက်စခြင်း creation လုပ်ထားတဲ့နေ့က Facebook မှာညာလို့မရအောင်ရှင်။အဲ့ဒီနေ့ဟာဆိုရင်2018မှာလုတ်ခဲ့တာဖြစ်ပါရဲ့ရှင်။ ပြီးတော့ဒေါ်ဆဆမောင်ကပြောထားတာနော် CRB ရှုအန်ယူဂျီတို့ကိုဒေါ်ဆန်းစုကြည်ကလက်မခံဘူး NLD အနေနဲ့လည်းညင်းဆန်တဲ့နဲ့ဆိုပြီးတော့သူပြောထားတယ်နော်သူလည်း NLD တယောက်ဖြစ်ခဲ့တာပဲလေအဲ့တော့ကျွန်မ2021ဖေဖော်ဝါရီလ15ရက်နေ့မှာသူတင်ခဲ့တဲ့ post လေးကိုကျွန်မပြသပါမယ်ရှင်ဒီဘက်ကလူမြင်တဲ့အတိုင်းပါပဲသူပြတင်ထားတာက CRB ကိုအပြည့်အဝထောက်ခံပါသည်တဲ့သူကိုယ်တိုင်တင်ထားတာရှင် သူ့ရဲ့အကောင့်နဲ့မိဘဘီလိုမြင်တဲ့အတိုင်းပါပဲသူ့ Facebook အကောင့်မှာအခုချိန်လေးရှိနေပါသေးရဲ့ကျမတင်ဆက်တာကြားသွားလို့ဖြတ်လိုက်လို့ပြောတော့ဘူးကောနော်ကျမ screenshot လေးပြေဝါယူထားရရှင့်ပြီးတော့နောက်ထပ်တစ်ခုကကြတော့ဗာလဲဆိုတော့သူတင်ထားတဲ့ post ကိုကြည့်လိုက်ပါ2022ခုနှစ်ဇွန်လ24ရက်နေ့မှာတင်ထားတာပါပေါ်လံမြို့မှာနေထိုင်ကြတဲ့မြန်မာမိဘသူများရှင်နဲ့မလက်ဖြန်စနေနေ့ဇေယျပွဲလေးကိုလည်းအားပေးကြပါအောင်နဲ့သူတို့ပေါ့နော် ODA ဇေယျပွဲလေးကိုအားပေးနေတဲ့ PTA လေးတွေကိုကူညီကြပါစို့ဆိုပြီးတော့တိုက်တွန်းပေးရစေရဲဆိုပြီးရေးထားရခြင်းအဲ့ဒီမှာမိဘသူတို့တွေ့ရတဲ့အတိုင်းပဲ အလူငွေပေးထားတဲ့အတွက်မှတ်တမ်းတင်ဂုံပြူလွားလေးပါရနော်အဲ့ဒီဂုံပြူလွားလေးတစ်ခုနှစ်ခုကျွန်မပြမယ်ရှင်အခုပြတဲ့ဂုံပြူလွားကတော့ဥရှင်မုံကိုယ်တိုင်လက်မှတ်ရေးထိုးပြီးတော့သူတို့ ODA အဖွဲ့ကိုပေးထားတဲ့ဂုံပြူလွားဖြစ်ပါရှင်နောက်ထပ်မှတ်တမ်းဂုံပြူလွားဆိုရင်တော်တော်အားဝကောင်းပါတယ်မိဘပြည်သူကြည့်ကြည့်လိုက်ပါနော်သူတို့ ODA အဖွဲ့ကို NUG ကပေးထားတဲ့မှတ်တမ်းတင်ဂုံပြူလွားမှာလက်မှတ်ရေးထိုးတာကလွင်ကိုလက်ဖြစ်ပါရှင်လွင်ကိုလက်လက်မှတ်ကြီးနေပါရှင်အော်လို့အန်တီကပလီတယ်နော်အန်တီကရမ်းပလီတာပဲရှင် ပြောတော့အညူဂျီတို့ဘာလို့ဒေါန်ဆန်းစုကြည်ကလက်မခံအောင်ဆိုဒေါန်ဆန်းစုကြည်ကလမ်းညွန်လမ်းညွန်ကြိုက်တာနဲ့လုပ်မယ်ဆို2021မှာ anti-CR page တို့ဘာလို့ထောက်ခံထားတဲ့ post လေးအရင်လုံးဖြတ်လိုက်ပါအောင်ရှင်နော်ပြီးတော့နောက်တစ်တစ်ခုကကြတော့သူတင်ထားတာရှင်ဒီမှာတင်ထားတာပြည်သူတွေကိုပြစ်နေရဲ့ကံကိုပြောင်းပြောင်းဝပြန်လှည့်ပေးဖို့အန်ယူဂျီအစိုးရတက်လာပါပြီတဲ့အဲ့ဒီ post ကိုသူတင်ထားရရှင်နင်တို့ပြစ်တဲ့ကံနဲ့နင်တို့ကိုပြောင်းပြန်လှည့်ပေးဖို့ငါတို့ပြည်သူအစိုးရလာပြီဆိုပြီးသူကိုယ်တိုင်ရေးထားတာရှင်အဲ့သူ့ကောက်မှာတင်ထားတာရှင် ပြီးတော့နောက်ထပ်တစ်ခုကကြာတော့သူ့ရဲ့ဓာတ်ပုံလေးကျွန်တော်ပြသပါမယ်ရှင်လက်သုံးချောင်းလေးထောင်လို့မယ်လက်သုံးချောင်းလေးထောင်လို့ရှင်2021အောက်တိုဘာ14ရက်နေ့မှာတင်ထားတဲ့ပုံဖြစ်ပါရှင်နောက်ဆုံးပုံလေးကတော့လောက surprise ပဲရှင်ကြည့်လိုက်ပါဦးအန်ယူဂျီကိုအပြည့်အဝထောက်ခံတဲ့သူတွေလောက်ကြတဲ့ profile ချိန်းထားတာကိုဒေါ်ဆဆန်းမော်ကနေပြီးတော့2021ခုနှစ် April 30ရက်နေ့မှာလုတ်ထားပါတယ်ရှင် NLD တယောက်မှလည်းမယုံရပါလားရှင်ကိုပြောတဲ့စကားနဲ့ကိုလုပ်တဲ့လုပ်ရက်တွေကိုကြိုက်လဲမကြိုက်ညီပါလားရှင်ဒါကပြည်သူကိုလိန်တာပဲเนาะ တော့ဆဆမော်ကိုလည်းကျမအနေနဲ့ဒီနေရာနေစကားပလိုက်ချင်ပါရှင်ရှင်တို့ရဲ့ပြည်သူလိန်တာနည်းနည်းတော့ရက်တန့်သိမ့်ပြီးထင်ပါတယ်ကျမတို့မသိနိုင်လို့ထင်နေရလားရှင်ကျမနိုင်ငံသူတွေကိုတုံးအပြီးတော့ရိုးလို့နေလို့ထင်နေရလားရှင်တော့ဆဆမော်ရဲ့လှုပ်ဆောင်ချက်တွေကိုဒါကျမ Facebook account တစ်ခုကိုပဲကြည့်ပြီးတော့သုံးသက်ပြီးတော့တက်တည်ဆွဲထုတ်ပေးတာနော်တော်စမ်းမော်ရဲ့လုံဆောင်ချက်တွေအားလုံးကိုသာကျွန်မသိခွင့်ရပြီဆိုရင်တော့ဒီထက်ပိုပြီးတော့ခိုင်မာတဲ့တက်တေပြချက်တွေနဲ့တော့မှတော်စမ်းမော်ရဲ့အတွင်းစိတ်ကိုဖော်ထုတ်နိုင်အောင်မယ်လို့ကျွန်မယုံကြည်ရရှင့် ကဲဒီလောက်ဆိုရင်တော့ဒေါက်ဆန်းဆန်းမော်ဆိုတဲ့အမျိုးသမီးရဲ့ပေါ့နော်အမူအကျင့်လေးပြောဆိုချက်တွေဟာသူ့ရဲ့လှုပ်ဆောင်ချက်တွေနဲ့မှန်ကန်လားကိုက်ညီမှုရှိလားဆိုတော့မိဘပြည်သူများသိပြီလို့ထင်ပါတယ်။ဒါကြောင့်ကျွန်မပြောတယ်ဒေါက်ဆန်းဆန်းမော်ကဒေါက်ဆန်းစုကြည်ကိုကဲကျင်တာမဟုတ်ဘူး NLD ကိုကဲကျင်တာသူ့မှာရည်ရွယ်ချက်တခုကြီးကြီးမားမားရှိနေရဲ့ရှင့်။ဒါကိုဆက်လက်ဖော်ထုတ်ဖို့ကတော့နိုင်ငံတော်ရဲ့တာဝန်သာဖြစ်ပါရဲ့ရှင်။ကဲဒုတိယပိုင်းလေးမှာတော့ဒေါအောင်ဆန်းစုကြည်ရဲ့ထွက်ဆိုချက်ပေါ့နော်ဒေါဆန်းမော်တင်ထားတဲ့စာရွက်ကြီးတခုလုံးကိုကျမတို့ လေ့လာမယ့်အချိန်ပိုင်းခြားလေးရောက်လာပါပြီရှင်အဲ့ဒါလေးကျွန်မလေ့လာကြည့်မယ်ဒီနံပါတ်1ကတော့ကျွန်မတို့စစ္စာရေးတော့ဖတ်လိုက်တဲ့အချိန်မှာဆိုရင်တောင်ဆန်းစုကြည်ရဲ့ပထမဆုံးစာမျက်နှာပေါ့နော်ကျွန်မပြသထားပါရှင်အဲ့ဒီစာမျက်နှာမှာဆိုရင်တော်ဆန်းစုကြည်ထွက်ဆိုထားတဲ့အဲမှာမှတ်ပုံတင်နေရမှာမမှန်ပြီဆိုပြီးရေးထားရရှင်။ပေါ့နော်အဲ့တော့အသက်ကြီးရသူဆိုတော့လည်းဒါမိကောင်းမိတာလည်းဖြစ်နိုင်ပါတယ်။ဘာကြောင့်သူမိရလို့ထင်လဲရှင်မိဘပြည်သူတို့။ဘာကြောင့်သူ့မှတ်ပုံတင်သူမမှန်မိလို့ထင်လဲရှင်။တော်ဆန်းစုကြည်ကဆိုရင်မြန်မာနိုင်ငံသားတယောက်ကင်ဆိုင်တဲ့ တရားဝင်မှတ်ပုံတင်ကိုတန်ဖိုးထားခြင်းမရှိလို့မမှတ်မိတာပေါ့ရှင်ရှင်းပါတယ်အဲ့မှတ်ပုံတွေတမိုင်းချောင်းလေးကျွန်မပြောပြပါမယ်ဒေါန်ဆန်းစုကြည်ရဆိုရင်သူ့ကိုပေါ့နော်စစခြင်းနေရင်ကျေကျုပ်ချပြီးရဲ့နောက်မှာဆိုရင်သုံးလေးချိန်တော့နေရင်ကျေကျုပ်ကနေပြီးတော့လှုပ်ပေးလိုက်တည်ရဲ့ရှင်အဲ့ဒါမိဘက်ပြီးလို့မသိလိုက်မှလားအဲ့တမိုင်းချောင်းလေးကျွန်မပြောပြမယ်ရှင်ဒေါန်ဆန်းစုကြည်ကိုပထမဆုံးအကြိမ်နေကျေကျုပ်ကနေလှုပ်ပေးလိုက်တာက1995ခုနှစ်ဇွန်လမှာနေကျေကျုပ်ကနေပြီးတော့အစိုးရကနေလှုပ်ပေးခဲ့တယ် ပြီးတော့သူ့ရဲ့မိသားစုရှိရာအင်္ဂလန်ကိုပြန်လို့ရတယ်ဆိုပြီးတော့အစိုးရပြောတယ်ပေါ့နော်ပြန်သွားမယ်ဆိုရင်မြန်မာနိုင်ငံကိုတော့ပြန်ဝင်လို့မရတော့ဘူးဆိုပြီးပြောတယ်ဒါကြောင့်သူကဆိုရင်နိုင်ငံရဲ့ချောင်းမပြန်ခဲ့လို့ရှင့်ဘာကြောင့်မပြန်ခဲ့လို့ထင်ပါတယ်အဲ့လိုမျိုးလှုပ်ပေးပြီးရခါမှာဆိုရင်ဒေါန်ဆန်းစုကြည်ကပေါ့နော်သူ့ကိုလှုပ်ပေးတဲ့အချိန်ကြီးတော့ကဆိုရင်၃လေးချိန်လောက်ရှိခဲ့တယ်ရှင့်ဒီလိုလှုပ်ပေးတဲ့အချိန်တိုင်းမှာသူကဆိုရင်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ကောင်းရမွန်ရတဲ့လှုပ်ဆောင်ခြင်းမရှိအစိုးရစကားနားထောင်ခြင်းမရှိဘဲနဲ့လှုပ်ချင်ရလှုပ်နေခဲ့တာဒါကြောင့်ပြန်ပြန်ပြီးနေရင်အခြေချုပ်ကြကြသွားခဲ့တယ်ပေါ့နော်တကယ်ဆိုရင် နိုင်ငံဥပဒေအနေနဲ့အရေးယူပြီးတော့အဲ့ဒီကလေးကနေပြီးတော့အရေးယူမှုတစ်ခုခုလုပ်လိုက်ရမှာရှင်သိလားဒါကိုဗိုလ်ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဆိုပြီးတော့နိုင်ငံတော်ကလည်းတော်တော်ကိုတက်ညာပေးခဲ့ပုံရပါရှင်သူ့နေအကျဉ်းချုပ်ပဲထားခဲ့တာပေါ့နော်အလိုလိုက်ခဲ့တော့အမိုက်စော်ကားတာပေါ့ရှင် ဒေါ်ဆန်းစုကြည်ရဆိုရင်နောက်ဆုံးနေကျဲကျောက်ကနေလွတ်မြောက်ခဲ့တာက2010မှာလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။2010ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက်10ရက်မြောက်မေလ26ရက်နေ့မှာဦးသိန်းစိန်ကနေပြီးတော့ဒေါ်အောင်ဆန်းစုကြည်ကိုနေကျဲကျောက်ကနေလွတ်မြောက်권ပေးခဲ့တာပါ။ဦးသိန်းစိန်ဆိုတာထက်အဲ့ဒီတုန်းကတက်ခဲ့တဲ့အစိုးရပေါ့နော်။ဦးသိန်းစိန်ရဲ့ USDP ပါတီဦးဆောင်တဲ့အစိုးရပေါ့ရှင်။အဲ့ဒီအစိုးရနေကျဲကျောက်လွတ်ပေးခဲ့တယ်။အဲ့လိုလွတ်ပေးရခါမှာ2012ခုနှစ်ဧပြီလဈာပြည့်ရွေးကောက်ပွဲမှာဆိုရင် ်သူကလက်လက်နေတဲ့တော်တော်နေရအတွက်ကိုရွေးကောက်ပွဲဝင်ခဲ့တယ်အဲ့မှာရွေးကောက်ပွဲအောင်သွားတယ်ရှင့်ဒါပေမဲ့သူ့ရဲ့မှတ်ပုံတင်အောင်2013ခုနှစ်မှာသူရတယ်ရှင့်မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုမြန်မာနိုင်ငံသားမှတ်ပုံတင2013ခုနှစ်ကျမှလာဝကအရာရှိရသူ့အိမ်ကိုရောက်ရှိလာပြီးတော့သူ့ရဲ့အိမ်မှာပဲမေးမြန်းစရာရှိရမေးမြန်းချက်လက်တွေဖြည့်ပြီးတော့မှတ်ပုံတင်လုပ်ပေးခဲ့တာ2012ကိုမြန်မာနိုင်ငံသားမှတ်ပုံတင်မရှိဘဲနဲ့ဒီအမျိုးသမီးကရွေးကောက်ပွဲဝင်ခဲ့တာကိုနိုင်ငံတော်အစိုးရကတော့ခွင့်ပြုခဲ့တာလားရှင့် ဒါကြောင့်ပြောတာအလိုလိုက်တော့မိုက်စော်ကားတာလေမြန်မာနိုင်ငံမှာဒေါအောင်ဆန်းစုကြည်ကိုပါစားပေးပြီးတော့အခွင့်ထူးခံအနေနဲ့နှစ်ပေါင်းမြောက်များစွာထားခဲ့တာပဲရှင်ဒီအရာတွေကတတ်သိပြချက်တွေပါပဲရှင်ဒီတော့ကျွန်မအနေနဲ့ဆက်လက်ပြောကြားချင်တာဒေါအောင်ဆန်းစုကြည်ရဲ့ထွက်ဆိုချက်ပဲဖြစ်ပါတယ်သူ့ထွက်ဆိုချက်တွေမှာထူးခြားချက်တွေလည်းအများကြီးရှိပါတယ်ပြီးတော့ဒေါအောင်ဆန်းစုကြည်လိန်လားမလိန်လားဆိုတော့ကျွန်တော်တို့သိရမှာရှင် ဒါလေးကိုကျွန်မထောက်ပြပါမယ်နော်သူရေးသားထားတာဆိုရင်တရက်2လ2021ရက်နေပေါ့နော်မနက်4:00ခွဲလောက်မှာတဲ့သူရဲ့အိမ်ဘိုးချုပ်တယောက်နဲ့အတူတူတက်မတော်သားတွေကင်မရာပတ်တန်းတင်ဖို့အတွက်လူနှစ်ဦးနဲ့အတူရောက်လာခဲ့တယ်ရောက်လာပြီးရဲ့ခါမှာဆိုရင်တောင်ဆန်းစုကြီးအသုံးပြုတဲ့ iPad ကွန်ပျူတာဖုန်းတစ်လုံးကိုသိမ်းဆီးသွားခဲ့တယ်တဲ့ဒါအပြင်တောင်ဆန်းစုကြီးအိမ်မှာရှိတဲ့လူတွေအားလုံးရဲ့ဖုန်းကိုလည်းသိမ်းဆဲသွားတယ်လို့သူထွက်ဆိုထားတယ် တိမ်းဆဲပြီးတော့မနက်၄နိုင်ခွဲမှာတိမ်းသွားတာနော်တိမ်းဆဲပြီးတော့နနက်၉နိုင်ရောက်တော့မှအင်တာနက်တွေပြတ်တောက်သွားခဲ့တယ်ဆိုပြီးသူထွက်ဆိုထားရရှင်အဲ့ဒီကနေပြီးတော့လေပြင်ပနဲ့အဆက်အသွယ်ပြတ်တောက်သွားတဲ့သတင်းစာလည်းမရတော့ဘူးဆိုပြီးတော့ထွက်ဆိုချက်ထမှာတိကျရေးထားတယ်မနက်၄နိုင်မှာတိမ်းလုံးရှိသမျှဖုန်းတွေဆက်သွယ်ပစ္စည်းတွေတိမ်းသွားပြီးရဲ့နောက်မှာမနက်၉နိုင်မှာအင်တာနက်ပြတ်တောက်သွားတော့ဒေါင်းစန်းစုကြည်ကဘယ်လိုသိရလဲရှင်သူထွက်ဆိုချက်ထမှာသူပြောထားလို့ကျွန်မပြောတာနော်တိလားလီစိပြီးပြောတာလည်းမဟုတ်ဘူးလီစိနေရဘယ်သူလဲဆိုတာစဉ်းစားကြည့်ပါဦးရှင် ဒီမှာတဲ့အဲ့ဒီထွက်ဆိုချက်မှာတဲ့ဒေါန်ဆန်းစုကြည်ဟာကျမတို့ကိုအမြဲတမ်းအမှန်တရားတွေပြောခဲ့ရဲ့လားဆိုတာကိုကျမတော်တော်တန်တရားဝင်သွားတယ်ရှင်။ကျမအနေနဲ့ဒေါန်ဆန်းစုကြည်ရဲ့ထွက်ဆိုချက်ကိုဆက်လက်ဖတ်ပြပါမယ်ရှင်။9ရက်2021ရက်နေ့မှာတဲ့ဗိုလ်ချုပ်ကြီးတယောက်နဲ့ဒုဗိုလ်ချုပ်ကြီးတယောက်လိုထင်မြင်ရသူလိုရောက်ရှိလာပါသည်တဲ့ဒီနေရာမှာကျွန်မစဉ်းစားမိတာကရောက်ရှိလာပါသည်လို့ပဲရေးထားရဲဆိုမြဲဘယ်ကိုရောက်လာတာဆိုပြီးသူမရေးထားအောင်ရှင့် ကျမထင်တာတော့ဒီ၉ရက်နေ့လောက်ထိကိုဒေါ်စန်းစုကြည်ကိုထောင်ထဲမထည့်ရသေးတဲ့တူပါတယ်။သူ့ရဲ့နေအိမ်မှာပဲထားထားဖြစ်ဖို့တော့များရဲရှင့်။ဒီတော့ဆက်ပြီးတော့ဖတ်ကြည့်ရအောင်နော်။ကျမအားတဲ့နေပြီးတော့ရှိအပြေကုန်းအဝိုင်းတွေဆန္ဒပြမှုများရှိနေပြီးဝန်ထမ်းများအလုံးမလုံရန်ပိတ်ပင်နေရဆိုပြီးပြောပါတယ်တဲ့။ထို့ကြောင့် NDC EC တွေကိုဘိုလ်ချုပ်ကပေါ့နော်သူယူလာတဲ့စာရွက်တွေကအချက်လက်တွေဖတ်ပြပါဆိုပြီးသူပြောပါတယ်တဲ့။ဖတ်ပြနိုင်ဖို့အတွက်လည်းဗီဒီယိုနဲ့ NDC EC တွေကိုဆက်သွယ်ပေးမယ်ဆိုပြီးပြောပါတယ်တဲ့။ ထိုနေ့မနက်ကထွက်တဲ့မြားရီသတင်းစာ6ရွက်ကိုလည်းပေးပါရယ်။ကျမကလည်းစဉ်းစားမယ်ဆိုပြီးတော့ပြောလိုက်တဲ့အတွက်တဲ့အဆိုပါဘိုးချုပ်ကြီးဒုကိုဒုဘိုးချုပ်ကြီးလို့ယူဆရတဲ့နှစ်ဦးကပြန်သွားပါရယ်တဲ့။မြားမကြမင်းမှုမှာပေါ့နော်။ဒီသူတို့ပထမပေးတဲ့စာရွက်အစာအချားဆက်ကူတွေကိုလည်းပို့ခဲ့ပါရယ်တဲ့။အဲ့ဒီအသိပို့တဲ့စာရွက်ပေါ်မှာရေးထားတဲ့စာသားတွေကတော့တိတ်ကွာချမှုမရှိပါဘူးတဲ့။ဒါပေမဲ့သူတို့ပေးခဲ့တဲ့ တရင်စာထဲမှာဆိုလဲဆန္ဒပြမှုနဲ့ပတ်သက်ပြီးတော့ NLD နဲ့ပတ်သက်ပြီးတော့ဘာမှလည်းမပါပါဘူးတဲ့ဒါဘုံချုပ်ကသူ့မြောက်လူတရင်စာပေးသွားပါဘောနော်အဲ့တရင်စာထဲမှာသူရှာကြည့်ခဲ့ပုံရပါရှင့်ဘာမှပါတာသူမတွေ့ရအောင်ဘောနော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါပေမဲ့သူ့ပေးထားတဲ့စာရွက်ထဲမှာဆိုရင်ကြင်ညာချက်တွေမထုတ်ဖို့အတွက်ပါပါတယ်တဲ့အဆိုပါကိစ္စနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းမသိရတဲ့အတွက်ဘောနော်သူကဆိုရင်စာရပေါ်ပါမှာပါတဲ့စာသားတွေကိုဖတ်ပြစရာအကြောင်းမရှိရတဲ့အတွက်မဖတ်ပြဘူးဆိုပြီးညှင်းလိုက်ပါရဲ့ရှင့်ဖြစ်စဉ်ကတော့ ကိုရဲ့နှစ်လမှာဆိုရင်ဘိုးချုပ်ကြီးရောက်လာပြီးပြန်အချိန်နေသူ့ပြောပြခဲ့တယ်။အဲ့ဒီအချိန်တော့ NLD ကနေပြီးတော့ကျွန်မခုနပြတဲ့စာလေးဦးဝင်းထိန်ရဲ့လက်ရေးမူနဲ့ရေးထားတဲ့စာလေးအဲ့ဒီစာထုတ်ပြီးဖြစ်တဲ့အတွက်ဒေါက်ဆန်းစုကြည်ကိုလာပြီးတော့ဒီလိုစာလေး NLD မထုတ်ဖို့အတွက်လာပြောတာချင်း NLD ဆက်ထုတ်နိုင်မယ်ဆိုအနေရရှိရတဲ့အတွက်ဒေါက်ဆန်းစုကြီးလည်းညှိနှိုင်းတဲ့အတွက်လာပြီးတော့ ့ NLD CC နဲ့ပေးတွေ့ပြီးတော့ပေါ့နော်ဟိုပေးတွေ့ရဆိုရင်ဗီဒီယိုမှတ်တမ်းနဲ့ပေါ့ရှင်ဗီဒီယိုမှတ်တမ်းနဲ့ဒီလိုစာတွေမထုတ်ကြဖို့အတွက်ကျွန်မကြမ်းကြမ်းမမရှိရဲဆိုတော့အကြောင်းပေါ့ရှင်ဒီလိုပြည်သူနဲ့ NLD C NLD CC တွေကိုသတင်းစကားပါဖို့အတွက်သူ့လာပြီးတော့ညှိနှိုင်းလာရှင်အဲ့လိုညှိနှိုင်းတော့သူကညင်းလိုက်တာဒီတော့ကိုရဲ့လောက်ခရေကနေပြီးတော့ပြင်မှာဘာဖြစ်နေလဲဆိုတော့ဒေါအောင်ဆန်းစုကြည်ကောင်းကောင်းသိရဲ့ရှင်သိတဲ့အတွက်သူညင်းလိုက်တာဖြစ်ပါရဲ့ရှင် ဒီလိုနဲ့ပဲ NLD ကထုတ်တဲ့စာနဲ့ပတ်သက်ပြီးတော့သူရင်ဆိုင်ရတဲ့အမှုတွေထဲမှာငါငါခံရတမှုတိုးသွားပါဘောရှင် NLD ရဲ့လောက်ရပါပဲရှင် NLD လောက်ရဖြစ်လာတဲ့အကြောင်းရင်းကလည်းအဝင်းထံအနေထုတ်လိုက်တဲ့စာကြောင့်အဝင်းထံကလည်းစာထုတ်တဲ့အချိန်မှာသူ့တက်နဲ့ရင်းပြီးတော့တော့မှဒေါန်ဆန်းစုကြည်မှာကြက်ချက်ပါဆိုပြီးအာမခံတယ်ဒေါန်ဆန်းစုကြည်ကလည်းအပြင်မှာရှိနေတဲ့အချိန်ရင်းသိရသားနဲ့အားလုံးကိုထိမ့်မို့အတွက်တက်မတော်ကလာပြီးဘိုလ်ချုပ်တွေကတောင်းဆိုတာတော့မှမလုပ်ပေးခဲ့ဘူးဆိုတော့အရာအားလုံးဇက်ွက်တွေကပေါ်လွန်နေလောက်ပါပြီရှင်ဒေါန်ဆန်းစုကြည်ကဆိုရင်နိုင်ငံတော်ပေါ်မှာစေတနာမရှိခဲ့ပါဘူးရှင် လူတွေဆန္ဒပြဖို့အတွက်ကိုသူလိုချင်ခဲ့တယ်ဆန္ဒပြတောင်းဆိုပြီးတော့ပေါ့နော်လူတွေကအရင်အကျိန်နေလို့ပေါ့ရှင်သူအရင်အကျိန်တော့ဆိုကုလသမဂ္ဂလိုပြည်သူတို့ကတောင်းဆိုပြီးလို့ရှင်နိုင်ငံတော်အကျေကျုပ်ကနေပြန်လှုပ်ပေးလိုက်တဲ့ဖြစ်စဉ်လေးရှိခဲ့တော့သူကအဲ့ဒီဖြစ်စဉ်အတိုင်းပဲပြန်ကြုံမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့လူတွေရဲ့အသက်တွေလူတွေရဲ့လုံဆောင်ချက်တွေကိုစတေးခဲ့တာရှင့်ကျမပြောတာကိုမိဘပြည်သူတို့တေချာလေးစဉ်းစားကြည့်ပါနော် အရာအလောင်းကချိတ်ဆက်နေတာဒေါအောင်ဆန်းစုကြည်ကနိုင်ငံတော်တကယ်မချစ်ခဲ့ပါအောင်ရှင့်သူ့ရဲ့ကိုကြိုးအတ္တကိုပဲကြည်ပြီးတော့ဒီလိုစူပုံမှုတွေစာနာပြမှုတွေကနေနိုင်ငံတော် ထိခိုက်သွားနိုင်တယ်ပြည်သူတွေထိခိုက်သွားနိုင်တယ်ဆိုတော့သိရတဲ့သူဟာဆိုရင်အချိန်မီမတားခဲ့တဲ့တရက်ခံတာဖြစ်ပါရဲ့ရှင့်ဒါကြောင့်ဒီငါးငါခခွေအမှုနဲ့သူဟာဆိုရင်ပါဝင်ပတ်သက်သွားခဲ့တာဖြစ်ပါရဲ့ရှင့်ဒီမို့ဆစ်ဆေးတဲ့ခါမှာဆိုရင်ဒေါအောင်ဆန်းစုကြည်ရဲ့ပြောကြားချက်ကလည်းထူးခြားချက်တစ်ခုရှိသေးတယ်ဗောနော။ဟာကွက်လေးခုပဲကျွန်မအားလေးပြောပြပါမယ်။ချဲအန်အန်ဒီနဲ့တဲ့ National League for ပေါ့နော် Democracy ဆိုတဲ့ Facebook page စာမျက်နှာတွေ啊တဲ့ Democracy ပေါ့နော်အမျိုးသား Democracy အဖွဲ့ချုပ်ပါတီရဲ့တရားဝင် Facebook စာမျက်နှာမှာဖြစ်တယ်ဆိုရင်တဲ့ဒီစာမျက်နှာဒီထဲမှာပေါ့နော် Share and the Facebook page ကိုသူကောင်းကောင်းသိပါတယ်တဲ့ National League for Democracy Facebook စာမျက်နှာရှိရဆိုတော့တော့ကျမကောင်းစွာမသိပါဆိုပြီးတော့ပြောထားပါရရှင့်ကောင်စန်းစုကြည်ကထွက်ဆိုချက်ကိုအမှန်ပေးခဲ့လားမပေးခဲ့လားဆိုတာလို့ကျွန်မတက်တည်ပြတ်ချက်လေးနဲ့ပြပါမယ် ဒေါ်ဆန်းစုကြည်တိတယ်လို့ပြောတဲ့ Chair NLD page ကဒီ page လေးဖြစ်ပါရှင်1.5 million ရှိပါတယ်ဒီ page လေးကိုဆက်စချင်းထောင်ခဲ့တာကဇူလိုင်31 2020မှာထောင်ခဲ့တာဖြစ်ပါရှင်ဒေါ်ဆန်းစုကြည်မတိဘူးလို့ညင်းထားခဲ့တဲ့သူမရဲ့တပ်ပုံနဲ့ NLD ပါတီရဲ့အလံနဲ့ပေါ့နော်တင်ထားတဲ့ National League for Democracy ဆိုတဲ့ page ကတော့3.3 million ရှိပါရှင်အဲ့ဒီ page ကိုစတင်ထောင်ခဲ့တဲ့နေ့ရက်လေးကိုကြည့်လိုက်ပါအောင်ရှင်ဖေဖော်ဝါရီလ၄ရက်နေ့2017ခရီးကထောင်ထားဖြစ်ပါရှင် 2011ခရဲကထောင်သားခဲ့တာဘာကြောင့်ထောင်သားခဲ့လို့ထင်လဲ2010မှာတောင်စန်းစုကြည်လွတ်လာတယ်ရွေးကောက်ပွဲဝင်မှုအတွက်အစီအစဉ်ရှိရတဲ့အတွက်2011မှာဒီ page ကိုထောင်ပြီးတော့တောင်စန်းစုကြည်အတွက်မဲဆွယ်တဲ့ကိစ္စတွေလုပ်ခဲ့တာဖြစ်ပါတယ်အခုချိန်ဒီ age page က Facebook မှာရှိနေတော့မှာပဲရှင်မိဘပြည်သူတို့မယုံသွားကြည်ပါအဲ့ဒီ page တစ်ခုလုံးမှာတောင်စန်းစုကြည်ပေါ့နော်ကုံမှုမဲဆန္ဒနယ်မှာရွေးကောက်ပွဲဝင်ကြတဲ့အနေပြီးတော့လုံဆောင်ခဲ့တဲ့လုံဆောင်ချက်အားလုံးကို နေ့စဉ်နေ့တိုင်းမှတ်တမ်းတင်ထားတာရှင်2011ခရီးရှိနေတဲ့ page ကို तू ကမသိဘူးတဲ့ သူ့လိမ်နာလားအမှန်တိုင်းပြောရလားဆိုတာမိဘပြည်များစဉ်းစားကြည့်ပါနော်။သူမသိဘူးလို့ယုံတဲ့သူတွေအတွက်လည်းကျွန်မထပ်ပြီးတော့တက်တည်ပြမယ်ရှင်။ကျွန်မခု Facebook account ကိုပြသပါမယ်။မိဘပြည်သူတို့မြင်ရတဲ့ Facebook account ကတော့ဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်အသုံးပြုခဲ့တဲ့ Facebook account ဖြစ်ပါရဲ့ရှင်။အောင်ဆန်းစုကြည်ဆိုတဲ့နာမည်နဲ့ Facebook account ဖြစ်ပါတယ်။2.7 million follower ရှိပါရဲ့ရှင်။အဲ့ဒီမှာ2020 April 1ရက်နေ့မှာဆိုရင် သူတင်ထားတဲ့ post ကိုကြည့်လိုက်ပါရှင့် Facebook ကိုသုံးဖို့ဆန္ဒလုံးဝမရှိပါဘူးတဲ့ဒီချိန်မှာတော့ COVID-19 စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီးတော့ပြည်သူတွေနဲ့နည်းနည်းဆန်းဆန်းထိထိရောက်ဆက်သွယ်နိုင်မှုတော့သုံးလိုက်ပါတယ်ဆိုပြီးသူကလည်းရေးသားထားပါရှင့်အဲ့ဒါသူ့ရဲ့ Facebook page အကောင့်မှာဖြစ်ပါတယ်အဲ့ဒီအကောင့်မှာထပ်ပြီးတင်ထားတာကိုကြည့်လိုက်ပါရှင့်ဇွန်ဇူလိုင်လ24ရက်နေ့2020မှာတင်ထားတာဖြစ်ပါတယ်ဒီ Facebook account ကိုတဲ့ COVID နဲ့ပတ်သက်ပြီးတော့ပြည်သူတွေကြကြပြက်ပြက်ပေါ့နော်ဆက်သွယ်နိုင်မှုတော့သုံးတာတဲ့အခုလာစားပန်းဆက်ပြီးရုပ်ကွယ်ဆိုင်ရာစီးမြင့်ဥပဒေတွေအရ ကျမမေဥသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်တွေပြန်လည်ထမ်းဆောင်နေပြီဖြစ်ပါတယ်တဲ့ဒါကြောင့် Facebook page တစ်ခုခွင့်မှုစီစဉ်နေပါတယ်ပါတီကိစ္စတွေရေကောက်ဘွယ်ကိစ္စတွေနဲ့ပတ်သက်ပြီးပြည်သူများနဲ့ဆက်တွေ့ဖို့ဖြစ်ပါတယ်လက်ရှိအကောင့်မှာရန်ဖန်ရန်ခံကိုပိနဲ့ပတ်သက်ပြီးတော့တင်ပါမယ်ဆိုပြီးရေးထားပါရှင် NLD အတွက်ကိုမဲဆွယ်ဖို့အတွက်ပေါ့နော်ဒေါန်ဆန်းစုရဲ့ရွက်ကောက်ပွဲအတွက်ကိုမဲဆွယ်ဖို့အတွက်ကိုဒီဇွန်လ24ရက်နေ့မှာ page အသစ်ထောင်းမယ်ဆိုပြီးပြောထားတယ်။ဇွန်လ31ရက်နေ့မှာ share NLD ဆိုတဲ့ page ကဖြစ်ပေါ်လာတယ်ရှင်။ဒါကြောင့်ဒေါန်ဆန်းစုကြည်ရဆိုရင် Chain Energy page ကိုသူသိတယ်ဆိုတာမှန်တယ်။သူ page ဆိုလည်းသုံးတတ်တယ်။ Chain Energy page ကိုထောင်းအောင်မှလည်းသူသိရဲ့။အဲ့ဒါအောင်2021ကြာထောင်းထားတယ်ဒီ page ကိုမသိဘူးလို့လိမ့်နေဆိုတော့မိဘပြည်သူတို့စဉ်းစားကြည့်ပါအောင်ရှင်။ဒေါက်ဆန်းစုကြည်ကကျမတို့ထင်တဲ့လောက်တော့မဖြူစင်တာမှန်ပဲရှင်။ကျမတို့ထင်တဲ့လောက်လည်းပြည်သူတွေကိုမချစ်တာမှန်ပဲရှင်။ကျမတို့လည်းမြင်ပါတယ်။ဒီတော့သတင်းလေးကိုအနှစ်ချုပ်အောင်မယ်ဆိုတော့ရှင်။ဒေါက်ဆန်းဆန်းမောင်ကလည်းပြည်သူတွေကိုလိမ့်နေတပတ်ရိုက်တယ်။ဒေါက်ဆန်းစုကြည်ကလည်းပြည်သူတွေကိုတပတ်ရိုက်တယ်ဆိုတော့ ကျမတို့ဘသူ့ကိုယုံကြည်ရမှာလဲရှင်ဒေါန်ဆန်းစုကြည်ချစ်လို့ဆိုပြီးတော့တော်လန်းကြီးလှုပ်ကြတဲ့လူငယ်တွေလည်းအသေးကွဲတာပေါ့ရှင်ဒေါန်ဆန်းစုကြည်သူတို့မျက်နှာကစမ်းမမထောက်ခဲ့ဘူးရှင်သွေးထွက်တန်ရုပ်ဖြစ်မဲ့ကိစ္စတွေတားလို့ရရတဲ့သားနဲ့သူမတားခဲ့ဘူးရှင်။ဒါအပြင်ဒေါ်ဆန်းဆန်းမော်ကလည်း CRP ကိုအန်ယူဂျီကို supporting ပေးခဲ့ထောက်ပို့လုပ်ခဲ့ပြီးတော့အခုကျမှ NLD တောင်းဥစားနဲ့ဟိုအန်ယူဂျီနဲ့ဥစားနဲ့မဆိုင်ပါဘူးဆိုပြီးတော့ထပြောတယ်ဆိုတော့ ဒေါ်ဆန်းဆန်းပေါ်ပြောင်းလဲသွားတာ2023မှာပြောင်းလဲသွားတာရှင်ကျမသူ့ Facebook account တစ်ခုလုံးကိုထုံးလို့ချေရေလုံးနှောက်ပြီးတော့ရပ်ပေါင်းများစွာကြီးရှုပြီးပြီရှင် post တွေလည်းကျမ screen shot တွေယူပြီးပါပြီရှင်ဒေါ်ဆန်းဆန်းပေါ်ဘာကြောင့်ပြောင်းလဲသွားလဲဆိုတော့သူ့အတူပဲသိပါလိမ့်မယ်ပြီးတော့ဒေါ်ဆန်းပေါ်ကလေ pencil လုံးနဲ့မတည့်ဘူးရှင်မတည့်ဘူးเนาะအလိုရရှိရဲ့ဒါတော့သူတို့ကြားတဲ့ဇလန်းနေရလို့ရှင်ဖော်လေးဖော်လေးပေါ်လေးဖြစ်မှာပါပဲကျမတို့တော်တော်အချိန်မရလို့ချို့ရလေးမဖော်နိုင်သေးတာပါချိန်ရတဲ့ခါကျရင်တော့တည်တည်ချာချာလေးထိုင်ပေါ်ပါအောင်မယ်ရှင် လူကြီးမင်းတို့အနေနဲ့မိဘပြည်သူတွေပေါ်မှာထားတဲ့စေတနာလေးတွေမိဘပြည်သူတွေသိအောင်လို့ကျွန်တော်တို့ခေါ်ထုတ်ပေးရတာဖြစ်ပါတယ်ရှင်။ NLD မှာရှိရတဲ့သူတွေပေါ့နော်၊ပြည်တွင်းမှာရှိရတဲ့သူတွေ၊ပြည်ပမှာရှိရတဲ့သူတွေအခုချိန်ကြီးပြည်သူတွေကိုလိန်နေတော့မယ်နော်။ကိုကျိုးစည်းဝါနဲ့ပြည်သူတွေရဲ့အကျိုးစည်းဝါကိုရောရှက်ပြီးတော့ပြည်သူတွေကိုညာနေတော့မယ်နော်။တတော်အားမကောင်းတာပဲရှင်။လူကြီးမင်းတို့ရဲ့သမိုင်းမှတ်တမ်းတွေမှာဒီလိုမျိုးတွေခေါ်ထုတ်ခံရမှာမရှက်ဘူးလားရှင်။အခုဖြစ်စဉ်ကရှင်းပါတယ်။ဒေါ်စန်းမော်ရဲ့ရည်ရွယ်ချက်က NLD ကိုပြန်ပြီးကဲတင်ခြင်းတာ။ NLD ကလည်း ရှင်းရှင်းပြောရရင်ဒေါန်ဆန်းစုကြီးမရှိတော့မှသူကသူ့အတူရက်တီကျင်တယ်။ဘာကြောင့်လဲဆိုတော့ NLD မှာဝင်ပြီးတော့နေရာယူကျင်တဲ့သူတွေကအများကြီးရှိရဲ့ရှင်။ NLD ဆိုတဲ့ခေါင်းစဉ်အောက်ကနေရွေးကောက်ပွဲဝင်လို့ရှင်ဘယ်ဒေတာမှာဝင်ဝင်အနည်းဆုံးတော့လှော့တော်အမတ်နေရာတွေလုံလောက်တဲ့ပေါ့နော်ဝင်ကြီးတို့ဘာလို့ပေါ့ရှင်အဲ့လိုအခြေအနေတွေဖြစ်နိုင်နေဆိုတော့ကောင်းကောင်းသိတဲ့အတွက် NLD ဆိုတဲ့နာမည်သူတို့မစွန့်လွတ်နိုင်တာ။နိုင်ငံရေးကိုတကယ်လှုပ်ချင်တာလည်းမဟုတ်ဘူးနိုင်ငံတော်ချစ်တာလည်းမဟုတ်ဘူး NLD ကိုသူတို့ကလိုချင်တာ NLD အောက်မှာပဲလှုပ်လှုပ်ချင်တာရှင်။ သူတို့ဟာနိုင်ငံတော်တစ္ဆာခံနာတာမဟုတ်ဘူး NLD ကိုတစ္ဆာခံနာတာဒါကြောင့် NLD ဆိုတဲ့နာမည်ကိုအတင်းဆွဲယူနေကြတာသွားလို့နေလူကြောက်ရဲ့စကားတွေပေါ်မှာပေါ့နော်လက်ခံခြင်းလက်မခံခြင်းဆိုတာလူချင်းမင်းတို့စိုက်တို့ဆုံးဖြတ်လို့ရတယ်ဒေါ်ဆန်းမော်ပြောတာကိုသွားနာထောင်ကြည့်ကျမပြောတဲ့အချက်တွေနဲ့တိုက်ဆိုင်ပြီးစစ်ဆေးကြည့်ရှင်သူ့ရဲ့စိတ်ရင်းစိတ်ခံမြင်ရလိမ့်မယ်ဒါကြောင့်ကျမဒီသတင်းသုံးသပ်ချက်လေးကိုစိတ်ရှိလက်ရှိနဲ့အသေးစိတ်အပြည့်အစုံရှင်းပြပေးတာဖြစ်ပါတယ် ကျမရှင်းပြမှုကတလောက်နဲ့လည်းမရက်ပါအောင်ရှင့်နောက်နေ့တွေမှာလည်းဒီ data တွေအချက်လက်တွေအားလုံးနဲ့ကျမအရှိမပြောခဲ့သလိုပဲရုပ်တံဆောင်မတခုကျမလုပ်အောင်မယ်ရှင့်ဘာကြောင့်လဲဆိုတာဒါဟာသမိုင်းမှတ်တမ်းလေးပါပဲနိုင်ငံတော်ကတော့ NLD တွေပေါ့နော်တောင်ဆန်းစုကြည်ပေါ်မှာတော်တော်ညှာရတယ်ရှင့်ကျမတို့ကတော့နိုင်ငံတော်တစ္ဆာဖောက်တဲ့သူတွေပေါ်မှာမညှာတော့လို့ဆုံးဖြတ်ထားပါတယ်ဘာကြောင့်လဲကျမတို့သူတို့ညှာလိုက်ခြင်းအဖြစ်ကျမတို့ကနိုင်ငံတော်တစ္ဆာဖောက်လို့ဖြစ်သွားမှာ ကျမတို့အမှန်တိုင်းပြောမှာဖြစ်မယ်ရှင်။တမိုင်းမှတ်တမ်းအမှန်တရားတွေကိုကျမတို့မျိုးဆက်မှာပြောပြခဲ့မှာဖြစ်မယ်။ဒီတော့မှနောက်ချင်ကြလို့ရှင်လူငယ်တွေကတင့်တယ်လို့စီမံလို့ရမှာရှင်။ကျမတို့ကသူတို့ရဲ့တိတ်ခါငဲလိုက်လို့ရှင်ကျမတို့နိုင်ငံတော်မငဲရရောက်ပါလေ။ဒါကြောင့်ကျမတို့ကနိုင်ငံတော်အတွက်ပဲငဲမယ်။နိုင်ငံတော်အတွက်ပဲကြည့်မယ်။နိုင်ငံတော်ရုံမာခဲ့တဲ့သူတွေလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုကျမအတက်နိုင်ဆုံးဖော်ထုတ်သွားမယ်ရှင်။ဒါဟာကျမပခုံးမှာထမ်းထားတဲ့တာဝန်သာဖြစ်ပါရဲ့ရှင်။ ျမသတင်းသုံးသပ်ချက်လေးကိုဒီလောက်နဲ့ပဲရှင်းသားပြရစီရှင်ကျမဒီနေ့သတင်းလေးကတော့သတင်းတပုတ်သေးကိုခေါင်းစဉ်ကွဲလေးတွေနဲ့တင်ဆက်သွားတာဖြစ်ပါရှင်ကျမတင်ဆက်တဲ့အကြောင်းအရာရှင်းပါတယ်မိဘပြည်သူများလှည့်ပြားခံရခြင်းတွေကင်းဝေးအောင်လို့ကျမတင်ဆက်တာဖြစ်ပါရှင်ဒီနေ့ကျမရဲ့ပေါ့နော်သတင်းသုံးသပ်ချက်အဆုံးသတ်လေးမှာစုတောင်းမြတ်တာစကားမြန်ပြောတယ်ဒီနေ့မှာကျမတခုပဲဆူတောင်းပေးခြင်းနဲ့ကျမရုပ်တံကြည့်တဲ့မိဘပြည်သူတွေရောမြန်မာနိုင်ငံမှာရှိနေမိဘပြည်သူတွေရောအားလုံးပဲလူချင်းချင်းလှည့်ပတ်ခံရခြင်းကင်းဝေးကြပါစေလို့သာကျမအနေနဲ့